မေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ဆွေမျိုးများပါတဲ့စစ်ကနေချက်သမှန်ပေါကြောင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးဘီဟမ်စေကရင်းမင်းနိုင်ငံကိုတိုက်ခိုက်မဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးစစ်ကနေမှာဒုတိယအကြိမ်မြောက်အသေးစိတ်မျှဝေခဲ့တယ်လို့သတင်းပေါ်ပြချက်တွေအများသိရပါတယ်။အဲ့ဒီစစ်ကနေ group chat ထဲမှာကာကွယ်ရေးဝန်ကြီးရဲ့စနေညီဖြည့်သူနဲ့ကိုရင်းရှိနေလို့ပါဝင်နေခဲ့တယ်လို့ပြည်တွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ဟာစီကိုတိုင်းဖွဲ့ထားတယ်။ ဒုတိယမြောက်စစ်ကနေချက်ထဲမှာရှင်မင်းနိုင်ငံကဟူတီလက်နက်ကိုင်အဖွဲ့ရဲ့ပြစ်မှတ်တွေကို F18 ဟော်နဲ့တိုက်လေယာဉ်တွေနဲ့ဘုံကျင်းဖို့စီစဉ်ထားတဲ့အကြောင်းအကျိုးဆွေးနွေးခဲ့ကြတာပါလွန်ခဲ့တဲ့လတုန်းကလည်း The Atlantic Magazine ရဲ့ Editor ချုပ်ကို Signal Group ထံမှာယွင်ထည့်သွင်းပြီးအလားတူပုံစံမျိုးစစ်စင်ရဲ့အချက်လက်တွေကာကွယ်ရေးဝန်ကြီးအနေနဲ့အသေးစိတ်ပေးဖို့ခဲ့ပူပါတယ်ဟာစီနဲ့ညီတော်ဆက်သူဖေးအပါဝင် ရှင်နေဖြစ်သူတင်ပါလက်တော်တို့ဟာကာကွယ်ရေးဌာနမှတာဝန်ထမ်းဆောင်နေပေမဲ့လည်းအရင်ကဖိုနီယိုထော်လို့သူအဖြစ်လောက်ကင်ခဲ့တဲ့ဇနီးတဲ့ဂျင်နဖာကိုတော့သက်ဆိုင်မှုမရှိကြောင်းဖော်ပြထားပါတယ်။ပင်ဒဂွန်စစ်ဌာနချုပ်ရဲ့အဓိကပြောရင်းဆိုခွင့်ရှိသူရှောင်းပါနေကထရမုံဒီရေမီဒီယာတွေဟာထွန်းရည်မူဝါဒအတိုင်းအကောင့်ထဲပေါ်နေသူမှန်သမျှကိုဖျက်ဆီးဖို့အတွက်တာအမြင်အယုံဆိုင်နေတယ်လို့တုံ့ပြန်ထားပါတယ်။ ခုတစ်ခါပေါက်ကြမှုက မရှိတော့တဲ့ဇလန်ဟန်ကို ပြန်အသက်သွင်းလာလို့ဆိုတဲ့အပြင်စစ်ကနေထဲမှာပါလျှို့ဝှက်အချက်လက်တွေမျှဝေခဲ့တာမျိုးမရှိကြောင်းဖြည့်ဆွဲပြောပါရစေ။ဒါဟာပထမဆုံးအကြိမ်စစ်ကနေချက်ပေါက်ကြမှုကိုပင်ဒဂုံယာယီစစ်ထဏာမှုချုပ်ကစုံစမ်းစစ်ဆေးတဲ့အချိန်လေးဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲယာရုဖေရှားခံလိုက်ရတဲ့ဟပ်စီရဲ့ပြင်ကြားရေးအရာရှိဟောင်းဂျွန်အော်လီယောကတော့ ဘင်နီဂိုဟာကာကွယ်ရေးအကြီးအကဲဦးဆောင်မှုအောက်မှာဖယိုဖျင်းနဲ့လုံဝကိုဗရန်မလာဖြစ်နေပြီလို့မှတ်ချက်ပြုထားပါတယ်။အခုလိုမျိုးအလုံးမဖြစ်တာကြောင့်တမရဟောက်ထွက်ဆက်အနှောက်ရှက်ဖြစ်စေပါတယ်။သူခန့်ထားတဲ့အကြီးအကဲအပိုင်းကနေတိထက်ပုံမကောင်းမှုနဲ့စီမံခန့်ခွဲမှုကိုရထိုက်ပါတယ်ဆိုပြီးအော်လီယောကသူ့အမြင်ကို Political Magazine မှာရေးသားခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။